ချက်တော်ဓမ္မမိတ်ဆွေညီကိုမောင်မများမင်္ဂလာပါလို့ခရစ်တော်၏နာမဖြင့်နှုတ်ခွန်းဆက်ပါတယ်ဒီနေ့မှာတော့အန်ဒီယဆက်ကွင်းဆိုတဲ့ခေါင်းစဉ်အားဖြင့်ကျွန်တော်တို့အတူတကဆင်ခြင်နှလုံးသွင်းနိုင်ပွဲဟီဘရဲဩရစာအခန်းကြီး30အပိုင်ငယ်29ကနေ30မှာအပိုင်ငယ်29တစ်ချက်မှာထိုမြတ်မကဘုရားသခင်ဤသားတော်ကို ခြေဖြင့်ကြော်နင်းလျက်မိမိကိုစင်ကြယ်စေသော ဗရဉ္ဉတရား၏အသွေးကိုအပြစ်တင်လျက်သုကျေစုကိုပေးသောဝိညာဉ်တော်ကိုမထီမဲ့မြင်ပြုလျက်ရှိတော်သူသည်အဘယ်မျှလောက်ကြီးစွာသောတန်ဖြစ်ခံထိုက်သည်ကိုသင်တို့ထင်ကြသည်။လို့ပြောပါတယ်နော်။ဆိုတော့ခမဲတော်ဘုရားသခင်ကိုအပြစ်တင်ကြော်ခိုင်းနေတားတော်ကိုလည်းခြေဖြင့်ကြော်နင်းနေအသွေးတော်နဲ့တန်ရှင်သောဝိညာဉ်တော်ကိုလည်း ပြောကျင်တာကပြစ်မှားကြောခိုင်းသွားတဲ့လူကအပြစ်ဒဏ်အင်မတန်ကြီးတယ်လို့ဖော်ပြတာကိုကျွန်တော်တို့တွေ့ရပါတယ်เนาะဒါကြောင့်မို့အားနေတာနဲ့ဖះကိုခဏကြောခိုင်းသွားတာကเนาะမတူပါဘူးเนาะဖះကိုကြောခိုင်းလိုက်တာနဲ့အားနေတာမတူပါဘူးအားနေတာက तू ကဟလာ तू ရဲ့အားနေချက်တွေကိုတခါကြံ तू ကရှေ့တန်းတင်ပြီးသူအသက်ရှင်တာ ဥပမာဆိုကြပါစို့အရက်ကြိုက်တော်သူဟာလားအရက်မတောင်းနဲ့ဘုရားမကြိုက်ဘူးပြောပေမဲ့အတောက်တာပဲသူကဒါပေမဲ့သူဘုရားအောင်မမေ့ဘူးတချို့ကြည့်တောက်တာတောက်တယ်အိတ်ခဏီဘုရားကိုဆူတောင်းပြီးမှအိတ်တယ်ဘုရားအောင်မမေ့ဒါပေမဲ့ဒီမှာဒီကျမ်းကျက်ကဟေဘဲ30 29မှာကပြောကျင်တာကထူမြတ်မကနော်ဟိုဘုရားသခင်ရဲ့သားတော်ကိုခြေဖြင့်ကြော်နှင်းလျက်မိမိကိုစင်ကြယ်စေသောပရိညာတရားဤအသွေးကိုအပြစ်တင်လျက် နော်နောက်ပြီးတော့သုကျေးဇူးကိုပေးတော်ဝိညာဉ်တော်ကိုလည်းမထိမဲ့မြင်ပြုလက်ရှိတော်သူသည်အင်မတန်မှအနေကြီးတယ်လို့ပြောပါတယ်နော်တယောက်ကျွန်တော်တို့တစ်ခါလေးကြားရင်ဘုရားကိုကြောက်ရွံ့ရန်ခေါင်းမှန်းကျွန်တော်တို့မသိတဲ့အခါမှာမပြုတ်အပ်တဲ့အရာတွေဟာလာကျွန်တော်တို့ခရိယံလောက်တန်းကစားတဲ့အခါရှိနိုင်တယ်နော်ခရိယံလောက်တန်းကစားတယ်ခရိယံဘာသာဝင်တယ်ခရိယံဘာသာထွက်တယ်ဘာသာဝင်ဘာသာထွက်ပေါ့ ကျွန်တော်ဒီနေရာမှာအဲ့ဒီဘာသာဝင်ဘာသာထွက်ကို တနည်းအားဖြင့်ရင်ညွှန်းပြီးတော့ခဏဦးအသိန်းတော်အခြေအနေမှာပေါ်ပြတာဖြစ်တယ်လို့ဒီနေ့ကျွန်တော်တို့ရဲ့ယခုဟာလာ ပြောမှဆိုယခုကာလအသိန်းတော်ရဲ့အခြေအနေနဲ့ဒီမထူးမခြားနာပါမယ်။နော်ခဏဦးယုံကြည်သူတွေလည်းအဲ့လိုပဲဘုရားသခင်တန်ရှင်းသောဝိညာဉ်တော်သားတော်ကိုပါကြောခိုင်းအပြစ်တင်ကြော်နင်းသွားတဲ့လူတွေလည်းရှိတယ်လို့ဒီနေ့မျက်မှောက်ကာလအသိန်းတော်မှာလဲထိုကဲ့သို့ယုံပါတယ် ပရိဇံခံပါတယ်ဟာဖះကောင်းမြတ်ပါတယ်ပြောပြီးမှတယောက်ဟိုတားတော်ကိုခြေဖြင့်ကြော်နင်းလေလို့ပြောပါတယ်တားတော်ကိုခြေဖြင့်ကြော်နင်းခွကြော်သွားတာတော့တားတော်ကိုခွကြော်ပြီးတော့မှအခြားသောဘာသာနောက်ဘာလာဖះနောက်ကို ပြန်လိုက်သွားတာနော်ငါကိုရှင်းစွဲနေရပေါ့ငါကိုအပြစ်သားဘောကငါကိုဘာလာဖះကိုကိုယ်တဲ့ဘောကဟာလာခတ်တီတီနဲ့ပြန်နေတာ ဒါပေမဲ့နောက်တစ်ခါသူပြန်ဝင်လာဖို့ရင်အခွင့်မရတာဘူးတော့ဒီနေ့နှုတ်ဘတ်တော်တစ်ချက်မှာအတိအလင်းဖော်ပြတာလေကျွန်တော်တို့တွေ့ရတယ်။ကြောက်ဒီနေရာမှာသားတော်ကိုခြေပြင့်ကြော်နေပြီဆိုတော့သွားပြီ။နော်အတန်တော်ကာလမှာဟာလာကျွန်တော်တို့မှားယွင်းတယ်ဖောက်ပြန်တယ်နော်အားနေတယ်အမျိုးမျိုးပေါ့ဒါတွေရှိနိုင်တယ်သို့တော့ဒါကခွာကြော်နေတော့သူ မဟုတ်ပါဘူး။နော်မဟုတ်ပါဘူး။သားတော်ကိုခွာကြော်နေတော့သူမဟုတ်ဘူး။အားနေတာ တယောက်ထိုသူကဒီနှုတ်ကပတော်တစ်ချက်မှာဟောထိုနေ့မှာသူဒီမင်းနဲ့လွတ်တကယ်သူလွတ်မယ်ဟောသို့တော်လေလောကမှာနေစဉ်ခါသူ့ရဲ့ခန္ဓာကိုယ်တော့မောဟလက်တဲ့အတ္တကိုကျွန်တော်တွေ့ရတယ်တယောက်ဒီနေ့မှာကဒီနေ့ဝေငှကျင်လာကတားတော်ကိုခြေဖြင့်ကြော်နင်းတဲ့သူဟောဒါဒီကတော့နောက်တစ်ချိန်ပြန်ဝင်လာတဲ့ခါသူဒီအလကားပဲသူမူတာတုံးတာနော်ဒီလိုအကြောင်းမျိုးမျိုးကြောင့်သူဝင်လာတာဖြစ်နိုင်တယ် အကြောင်းကတခုခုအပြင်သူဝင်လာတာပဲဖြစ်နိုင်တယ်။နော်ပရမခရိယံလုတ်တန်းကစားတယ်။တားတော်ကိုကြော်နေပြီးတော့ထွက်သွားလိုက်တယ်။ပြောနေတာအခြားသောဘာလာနောက်ပြန်လိုက်တယ်။နှစ်အတော်တန်ကြာတော့သူကပြန်ရောက်လာ။အခရိယံပြန်လုတ်ပါမယ်။အဲဒီလိုမျိုးအဲအဲ့ဒီလူကအင်မတန်မှအနေကြီးတယ်လို့ဖော်ပြတာဖြစ်တယ်။နော်ဒါကြောင့်ဒီအဘယ်မြောက်လောက်ကြီးစွာသောဒံဖြစ်ခံ ထိုက်သည်ကိုသင်တို့ထင်ကြသနည်းနဲ့။နော်ကြီးစွာသောဒံခံထိုက်တယ်လို့ပြောပါတယ်။ ဒါကြောင့်ကျွန်တော်တို့ကဒီလိုဒဏ်ခံရဖို့ယံမရောက်လာခင်မှာဘယ်တော့အခါမှဖျားကိုကြောခိုင်းမသွားပါနဲ့ဘယ်တော့အခါမှသားတော်ကိုခွကြော်နင်းတာမျိုးမလုပ်ပါနဲ့ဘယ်တော့အခါမှတန့်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှားတာမျိုးမလုပ်ပါနဲ့လို့နော်ဒါကြောင့်မို့အာနာနိနဲ့ရှဖိရီအကြောင်းကျွန်တော်ပြောပြပြီးအရင်ဒါဒီနေရာမှာလဲဝိညာဉ်တော်အဖြစ်အာနာနိရှဖိရီဟာတကယ်ယုံကြည်သူပါဒါမဲ့သူဝိညာဉ်တော်ကိုပြစ်မှားတဲ့အတွက်လင်ရောမရောသေတယ်လို့ပြောတယ် နော်ဒါကနဦးအသိန်းတော်ကာလအစမှာနော်ခင်မုန်းတဲ့ပြင်မာတယ်ဇနီးတဲ့ပြန်ပြောဇနီးတဲ့ပြန်ပြင်မာတယ်တတိပြန်ပေးမရအောင်နောက်ဆိုလင်ရောဇနီးတဲ့ရောတိတ်တာတော့အဲ့ဒါကိုအပြစ်ဒဏ်လို့ပြောပါတယ်နော်ဒီနေ့ဟေပြဲမှာတော့အပြစ်ဒဏ်ကြီးတယ်လို့ပြောပါတယ်ငါဒီအပြစ်တရားကိုစီရင်ပိုင်ဤအပြစ်နဲ့အလျောက်ငါဆက်ပေးမည်ဟူ၍လကောင်းထာဝရဘုရားသည်မိမိလူတို့အဖို့တရားစီရင်မည်ဟူ၍လကောင်း မိတ်တော်မူသောသူကိုငါတို့သည်အမှန်သိကြ၏။နော်အတတ်ရှင်တော်မူသောဘုရားသခင်ဤလက်တော်သို့ကြာရောက်ခြင်းအမှုသည်ကြောက်မဲ့ဖွယ်သောအမှုဖြစ်သည်လို့ပြောပါတယ်နော်ချစ်တော်ဓမ္မမေဆွေများဒီနေ့ဒီနှုတ်ဘတော်သည် ကျွန်တော်တို့သည်သင်တော်ထဲမှာပါဝင်ကြရင်းနဲ့တခါတရံမှာဟာလာဟိုလူကြည့်မရဒီလူကြည့်မရတာနဲ့ဟိုဆရာဟောကြအာမရကြည့်မရတာနဲ့ပဲကျွန်တော်တို့က တခါလေကျရင်သူ့ကိုဂယုမဆိုင်လို့သူ့ကိုတိတ်အလေးပေးတာမရှိလို့စိတ်နာပြီးတော့မှနောက်ဆုံးမှာအသိန်းတော်ကိုကြောခိုင်းတာပြဿနာမရှိဘူးနောက်ဆုံးမှာဒီနေ့ဖျားသခင်ကိုလည်းပြစ်မာသားတော်ယေရှုခရစ်တော်ကိုလည်းကြော်ခွနင်းတန်ရှင်းသောဝိညာဉ်တော်ကိုလည်းပြစ်မာရရောက်စီတဲ့အရာသည်စောစောကကျွန်တော်တို့ငကိုရှိရင်စွဲကျွန်တော်တို့ရဲ့အခြေအနေဘက်သို့ပြန်ကူးသွားတော်သူကိုကျွန်တော်တို့ဒါကိုတော့ဖျားသခင်လုံးဝ ခွတ်မလွတ်ဘူးဆိုတာကိုကျွန်တော်တို့နားလည်ရတယ်။နော်နောက်တစ်ဖန်ပြန်လဲ၍နောင်တရဖို့ရန်ခွင့်ပြုချက် မရှိပါဘူးလို့ဒီအရာတရားဒီအရာဒီတကယ်ကို danger ဖြစ်တယ်အင်မတန်မှအန္တရာယ်ကြီးပါတယ်ချက်တော်ဓမ္မမင်းရွှေများတရားမို့ဒီနေ့ခက်ကာလကြီးဟာကျွန်တော်တို့ချမ်းသာခြင်းကျမ်းမာခြင်းအရာနဲ့ပဲကျွန်တော်တို့ဒီများသောအဖြစ်အဲ့ဒီစိတ်ခံစားမှုအောက်ထဲမှာကျွန်တော်တို့ကြာရှုံးနေတဲ့ ယုံကြည်သူယုံကြည်သူများမြောက်များစွာရှိတဲ့အထက်မှာကျွန်တော်တို့ဒီအဲ့ဒီအထက်မှာပဲကျွန်တော်တို့နှင့်မုံပြီးနောက်ဆုံးမှာဟာလာဘာမှဖြစ်မလာတဲ့အခါမှာเนาะဘာမှဘဝမှာတခါလေကျရင်အเจ้าမဲ့အเจ้าမရှိအเจ้าရှာပြီးတော့မှဟာလာကိုလွတ်ယုံပြီးဖယောင်းပါကြောခိုင်းသွားတဲ့လူတွေတချို့ရှိပြီမဲ့နှစ်အတော်တန်ကြာဆိုသူကနောင်တရတရရောင်ရပြီးတော့ဟာသူဘာသာပြန်ကိုရင်ကောင်းမလားဆိုတဲ့လူမျိုးတွေလည်းเนาะရှိတယ်เนาะ တမန်ခရိယန်နေနဲ့ရှိပြီးချချိုးကြတော့တိတ်ခါတော့ရနေတော့ဟုတ်တယ်ဒေါက်တာတွေတော့ဟုတ်တယ်နော်ဓမ္မပညာတွေအထောက်အထည်ယူထားပြီးတော့မှခရစ်တော်ကြောခိုင်းသွားတဲ့လူတွေဒါကြောင့်မို့ပါရီရှဲတွေကိုသခင်ရှုခရစ်တော်အချင်းအချင်းမွေစုံမျိုးအခွေးတွေဝတ်တယ်မင်းတို့တွေအံပတ်တွေပြန်စားတယ်ဝတ်တွေပြန်လူတယ်ထိုးသီးရှေ့မှာပလဲရနာ မချနဲ့ရှမတဲမှာအတိလင်းပြောတယ်မင်းကိုလှဲ့ပြီးကိုက်ဖြတ်လိုက်မယ်ဒါကြောင့်မို့ ီနေ့ကုန်းတန်ရေးတန်သူများတွေကိုအင်းဝလီဟောဖို့မင်းတို့သွားပြင်မင်းတို့ကိုယ်တိုင်နဆတော့ငရဲသားဆိုတော့ဒါရီယာတကယ်ကိုဘာသာရေးခေါင်းဆောင်အထုတ်ထိတ်ရှိတဲ့ရောက်နေတဲ့လူတွေဖြစ်ပါတယ်တယောက်ချက်တော်ဓမ္မမင်းဆွေဒီနေ့ကျွန်တော်တို့အန်ဒီရဲ့ဆက်ကွင်းနဲ့မကြောက်ခင်ဒီနှုတ်ကပတ်တော်ကကျွန်တော်တို့ကနဦးအသိန်းတော်မှာဖြစ်ပျက်ခဲ့တဲ့အခြေအနေကိုမိမောင်းထိုးပြတာကိုကျွန်တော်တို့သင်ခန်းစာယူပြီးတော့မှကျွန်တော်တို့ဘယ်သောအခါမှသေသည့်တန်တိုင်အောင်တစ္ဆာဆောင်တော့ တို့ပြုလင်သိအတ္တတဖူကိုငါပေးမည်သေသည့်တိုင်အောင်တစ္ဆာဆောင်တော့တို့ပြုလင်အတ္တတဖူကိုသင်အောင်ငါပေးမည်ကျွန်တော်တို့သေသည့်တိုင်အောင်ဖရာပေါ်မှာပြတော့အခါမှာတစ္ဆာမဖောက်မိပါစေနဲ့လို့အန်ရကြီးလို့ပါချစ်တော်ဓမ္မမင်းဆွေလူဘဝတိုးပါတယ်နော်80 90ပေါ့နေရရင်မရခအမရခအသက်ရှိပါလေဆို100ပေါ့100ဆွဆွပေါ့တည်တာပါပဲလူက နော်တေကျင်းတစ်ဖက်မှာစောင့်ကြုံနေတဲ့ငရဲမီးအိုင်နေနော်တရားစီရင်ခြင်းနေတိတ်ကြောက်မဲ့ဖွယ်ကောင်းပါတယ်တယောက်ဘုရားသခင်ရဲ့လက်တော်ထဲမှာကြက်ရောက်သောအမှုလို့ပြောပါတယ်နော်အသက်ရှင်တော်မူသောဘုရားသခင်လက်တော်သို့ကြက်ရောက်ခြင်းအမှုသည်ကြောက်မဲ့ဖွယ်သောအမှုဖြစ်တယ်လို့ပြောပါတယ်နော်ချစ်တော်ဓမ္မမင်းဆွေဒီနေ့မြတ်တာဖြင့်ဝေငှပါတယ်တတိပေးပါတယ်နိုးစောပါတယ်သင်သည်ဘုရားကိုဝေးသွားရင်နဲ့ကြောက်ခိုင်းပြီးတော့ ဒီဖျားကိုစိတ်နာစေတဲ့အခြေအနေမျိုးရောက်မသွားအောင်တင်တင်ရောက်တဲ့နေရာမှာချက်ချင်းဒီနှုတ်ဘတ်တော်ကြားမယ်ဆိုတင်နောင်တရဖို့ဖြစ်တယ်။နော်ဘာဖြစ်လို့လဲအသင်းတော်ခုနှစ်ပါးတဲ့တပါးမှာ နောင်တမရမိခွက်ကိုရွှေ့မယ်ပြောတယ်။နော်ဒါတွေကသိကြဖို့ကောင်းပါလေချက်တော်ဓမ္မမင်းဆွေဒီနေ့နောင်တရဖို့ဖြစ်တယ်ကျွန်တော်တို့ဖျားကိုတည်တည်တိုင်အောင်တက်စာဆောင်းမှုဖြစ်တယ်။အဆုံးတိုင်အောင်တည်ကြည်ဖို့ဖြစ်တယ်။အဆုံးတိုင်အောင်တက်စာဆောင်းပြီးကိုရောကို ကြောခိုင်းမသွားဖို့ဖြစ်တယ်။အန်ရဲ့ကြီးလွန်လို့ဖြစ်ပါတယ်လို့နော်နှုတ်ကပတ်တော်အားဖြင့်ပြန်လဲနိုးစောဝေငှပါတယ်ရုပ်နှုတ်ကပတ်တော်ဂျာနာသူအားလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။